ဒီတစ်ခါမှာတော့လုံရှင်းရတုံကတက်ရောက်ခွင့်ရခဲ့တဲ့ Global Food Safety Institute နဲ့ Myanmar Future Food Professional Network တွေကပူးပေါင်းပြီးတော့ကျင်းပတဲ့မြန်မာစားသောက်ကုန်များဘေးအန္တရာယ်ကင်းရှင်းရေးနဲ့စံသစ်တီထွင်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲလေးဖြစ်ပါတယ်။ဒီ workshop ရဲ့ keynote speaker ကတော့ Water 2%မှာရှိတဲ့ Food Science Professor Ine Kumar Ino ဖြစ်ပါတယ်။ ပရိုဖက်ဆာကဒီနေ့ခေတ်ကဘာမှာကျမရဲ့အတွက်ယောဂမဖြစ်ခင်မှာအစားတောင်းတဲ့ဂျိုကာကွယ်ကြရတဲ့ဆိုရဲထရန်ဟာစနေပြီဖြစ်လို့ထုတ်ကောင်းအသစ်တွေကိုစဉ်းစားတဲ့အခါမှာပုပ်ပတ်ဝင်ကျမရှိတဲ့တဘာဝပါဝင်ပစ္စည်းတွေရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကိုဖိရှိထုတ်ဖော်ပြီးတော့ကိုထုတ်မဲ့ product ရဲ့အာဟာရပါဝင်မှုကိုမြင့်တင်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ One food has so much you know that potential Global Food Safety Institute ကိုထူထောင်ထားတဲ့ဆီယာမဆင်ညီခတ်ကတော့ Food Safety အကြောင်းကိုအဓိကထားဆွေးနွေးခဲ့ပါတယ်။အစားအသောက်ပြည်ရဲ့ကင်းရှင်းကိုတကယ်သာ PPP ဖြစ်အောင်လုပ်နိုင်လေရဲ့ဆိုပြီးကိုယ့်ရဲ့လုပ်ငန်းကိုစားသုံးသူအားယုံကြည်ဖို့လေတကယ်ကိုချိတ်ဆက်မှုရှိတယ်ဆိုတာပေါ့။ ။လုံကုန်တစ်ခုကိုထုတ်တဲ့အခါမှာမရည်ရွယ်ပဲလိုအပ်ချက်ရှိသွားတဲ့ကိစ္စတွေအပြင်အချို့ထုတ်ကုန်တွေကြတော့အသစ်မကြည့်ပဲနဲ့အကျုံးစီးပွားရလိုမှုကြောင့်ရည်ရွယ်ချက်ရှိရှိပြုမူလိုက်တဲ့ကိစ္စတွေကိုဥပမာတွေနဲ့သေချာရှင်းပြပေးသွားခဲ့ပြီးတော့ထုတ်ကုန်တစ်ခုဘေးရနေတဲ့ကင်းရှင်းရေးဆိုင်ရာအသေးအမှတ်ပြုလက်မှတ်တွေရယူဖို့အင်းဟာဆိုရင်တော့ဘယ်အဆင့်တွေရှိဖို့လိုအပ်ကြောင်းကိုလည်းအသေးစိတ်ပြောပြခဲ့ပါတယ်။အဲ့ဒီလက်မှတ်တွေကိုတော့ဘယ်လိုခေါ်လဲဆိုရင် GFSI recognize food safety certificates လို့ခေါ်ပါတယ်။မြန်မာနိုင်ငံမှာအများဆုံးယူကြတာကဒီ FSSC လက်မှတ်ကိုအများဆုံးယူကြတာ။ AIDA Food Innovation, Nutrition and Health Program မဟာသိပ်ဖန်ပွဲကျောင်းသားတဦးဖြစ်တဲ့ Mr. Lajan Gazi ကလည်းကမ္ဘာတဝန်းရဲ့လက်ဖက်ရည်ရင်ကျွေးမှု delivery အကြောင်း၊တောက်သုံးပုံတွေအကြောင်း knowledge sharing လုပ်ရင်းနဲ့လူတော်တော်များများတတိမပြိုမိတဲ့လက်ဖက်ချောက်ခဲကတဘာဝအစိတ်သိမှုအကြောင်းကိုပါတတိပြပြခဲ့ပါတယ်။တလက်စားတဲ့မှာတီးကို functional food အဖြစ် probiotic ကျွဲပါပြီးတော့ natural bioactive အဖြစ်ဖန်တီးဖို့ရာတို့ကိုလည်းဤတဲ့တနာစားရမ်းမျိုးပေါ်ချေခံပြီးတော့ပြပြခဲ့ပါသေးတယ်။ AID ရဲ့ Food Innovation Nutrition and Health မဟာဝိတ်ကိုလေ့လာသင်ကြားနေတဲ့အမမက်ခင်ငင်ချန်စောကတော့ Plant Based Protein အကြောင်းကိုထိုင်းမှာတွင်ကျစွာစိတ်ဝင်စားနေကြပြီဖြစ်တဲ့မင်းစာပင်ကနေရတဲ့ protein ကို ကိုယ်တိုင် research လုပ်ထားတဲ့စာတမ်းတွေအပေါ်အခြေခံပြီးတော့ဘဖူတူတာဖြစ်စီရာတွေပြပြခဲ့ပါတယ်။ ဒါအပြင် product ထုတ်လုပ်တဲ့အခါမှာကိုထုတ်မဲ့ပုံစံပေါ်လိုက်ပြီးတော့ဘလို့ဆက်တွေတုံးလို့ရှိရင်အာဟာရတန်ဖိုးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်မလဲပေါ်မူတည်ပြီးတော့ product packaging အပိုင်းကိုလည်းဆွေးနွေးပြီးခဲ့ပါတယ်ထုတ်ပြရအိမ်မှာဆိုလို့ရှိရင်အရင်တော့ဆိုမစားဘူးဖြစ်လို့ဆိုခဏလေးနဲ့ပုတ်တယ်ပြီးလို့ရှိရင်အဲ့လိုမျိုးသွားတယ်ပေါ့နော်ဒါပေမဲ့အခု science ကိုကြည့်လာတဲ့ခါကျတော့အဲ့ဒီ gramming ဖြစ်တာပို့ပြီး antioxidant တွေပုံများတယ်ဆိုတော့စားလို့ရတယ် AID မှာ Food Innovation Nutrition and Health Program မှာ PhD Scholar အနေနဲ့တက်ရောက်နေတဲ့အကိုကိုဝနာကျော်ကလည်းကျောင်းညာဒါရိုက်တာတူအနေနဲ့ Marketing နေပယ်နဲ့ထိတွေ့နေခဲ့တာ25နှစ်ကျော်သက်တမ်းရှိတာမို့လို့ဒီနေ့မှာလည်း Food Marketing and Consumer Perceptions Council နဲ့ Online Offline Marketing နဲ့ Cost Efficient ဖြစ်မှုတွေအကြောင်းကိုဥပမာတွေနဲ့ဆွေးနွေးပြီးတော့ Fashion နဲ့ Food ထုတ်လုပ်မှုအပိုင်းမှာ Market Leader အဖြစ်ဦးဆောင်နိုင်အောင်ကို Encourage လုပ်ပေးခဲ့ပါတယ် အကူကမလိုင်လုံးရဲ့ရည်တည်မှုကိုလည်းရှောက်အောင်လုပ်ပေးခဲ့တာမို့လို့တကယ်ကျေးဇူးတင်ပြီးပြောရပါတယ်။မလိုင်လုံးဆိုသူ့ရဲ့ဒီ reach ကမနေဘူးပေါ့။ဒါပေမဲ့ food blogger ရဲ့အမှားသူက processing ကိုပါကြိုက်တဲ့ food blogger ။ပေါ်စားပြရင်မဟုတ်ဘူး။ဘယ်လိုချက်တယ်ဘယ်လိုလုပ်တယ်ဆိုကြိုက်ကြတဲ့လူဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ကတန်ဖိုးထား ဒီ workshop မှာပြခဲ့ရတဲ့တရက်တာကဈာတာကုံထုတ်လုပ်မှုအပေါ်မှာအတွေးအမြင်တွေရောဟူဟူတူတာတွေရောမိတ်ဆွေတွေရောရလာခဲ့လို့ food content creator ဖြစ်တဲ့လုံးအနေနဲ့အများကြီးအကျိုးရှိခဲ့ပါတယ်။ဒီလိုပွဲလေးကိုအားဆိုင်စီစဉ်ပြခဲ့ကြတဲ့ဆရာမဆိုင်နဲ့အကိုဝနာကျော်တို့ကိုချီးကျူးမိတဲ့အပြင်လုံးဝပါတတိတရားဖိတ်ပြခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်။အဲဆိုလို့ရှိရင်နောက်ဗီဒီယိုတွေထဲမှာပြန်ဆုံပါမယ်နော်။တတား